အယံဝောအမာကံအနုသာတနီဒါယထဘိခဝေမာပမာတထမာပစ္ဆာဝိပတိတာရိနောအဟုဝဋ္ဌာအယံဝောအမာကံအနုသာတနီဘိကဝေယဟန်ရှင်လူ သူတော်ရှင်ယောဂီအပေါင်းတို့ဇာယထဝိပဒနာရှုပွားကြကုန်လော မာပမာတ္ထမေလျောပောသမနေလိုက်ကြပါကုန်လင်မာပစ္စာဝိပတိတာရိနောအဟုဝထနောင်ကြမှနှလုံးမသာမယာမဖြစ်ကြကုန်လင်နောင်တာရမနေကြကုန်လင်အယံဝောအမာကံအနုသာသနီဒါဟာတင်တို့အတွက်ငါဖရာရဲ့အဆုံးအမတော်ဖြစ်ပြီလေဒါဟာတတိပေတိုက်တွန်းတာပဲတဲ့ မြတ်စွာဘုရားကိုရောမြတ်ကြီးက45ဝအတွင်းမှာအခုလိုတတိပေးစကားအကျဉ်းပေါင်းများစွာမိန်ကြားတော်မူခဲ့ဘူးပါတဲ့အဲလိုတတိပေးတယ်လို့ဆိုတော့ဇာယထဘိခဝေဝိပဿနာရှုကြဇာယထဘိခဝေဝိပဿနာရှုကြလို့မာပမာတ္ထမေတ္တယောပေါ်စပြီးမနေလိုက်ကြပါနဲ့တဲ့ အဲ့ဒါလို့ဝိပဿနာမရှိဘဲနေလို့ရှင်ဘယ်လိုဖြစ်မလဲဘယ်လိုဖြစ်မလဲလို့ဆိုတော့မရှိဘဲနေလို့ရှိရင်နောင်တစ်ချိန်မှာ နောင်တရစရာဖြစ်လာနိုင်တယ်ဒါကြောင့်ဘုရားကိုယ်တော်မြတ်ကြီးကမာပစ္စာဝိပတိတာရိနောအဟုဝထာလို့မိန့်တော်မူတာပါအတိပေကတော့နောင်ကြမှာနောင်တရမနေကြနဲ့လို့ဆိုလိုရင်းပါပဲဟုတ်ပြီဝိပဿနာရှုရမယ်လို့ဆိုတော့ ဘယ်ပေါ်မှာရှိရပါလဲဝိပဿနာရှိရမယ်လို့ဆိုတော့ဘယ်ပေါ်မှာရှိရမလဲခန္ဓာပေါ်မှာရှိရပါမယ်ခန္ဓာပေါ်မှာရှိရပါမယ်ဘာနဲ့ရှိရမလဲဆိုရင်ဉာဏ်နဲ့ရှိရမှာပေါ့ခန္ဓာက၅ပါးပဲဒီပက်ခန္ဓာဝိရณะခန္ဓာသိညေခန္ဓာသင်္ခါရခန္ဓာဝိညာဉ်နဲ့ခန္ဓာလို့ခန္ဓာက၅ပါး အဲ့ဒီခန္ဓာ၅ပါးတဲ့ကကြက်ရတပါးပါးကိုရွေးပြီးတော့ရှုရမှာကြက်ရကိုယ်ကြိုက်နဲ့လိုက်တဲ့တပါးပါးကိုရွေးပြီးတော့ရှုရမှာအကုန်လုံး၅ပါးလုံးပြုံးရှုရမှာမဟုတ်ပါဘူး။ဘာနဲ့ရှုရမလဲ။ဉာဏ်နဲ့ရှုရမှာ။ဟုတ်တယ်။အဲ့ဒီရှုတဲ့ဉာဏ်တွေက၅ပါးရှိတယ်။ဘသူတွေများလဲဆိုရင်သမ္မာဒိဋ္ဌိသမ္မာသင်္ကပ္ပ တမ္မာဝါယာမတမ္မာတတိတမ္မာသမာဓိဆိုတဲ့၅ပါးဒီ၅ပါးဟာမက္ကင်၅ပါးပေါရှုဉဏ်တရားပဲလောကီမက္ကင်၅ပါးအဲ့ဒီ၅ပါးနဲ့ရှုရမှာဘယ်ပေါ်တုံးခန္ဓာပေါ်မှာခန္ဓာ၅ပါးကအရှုခံခုနတုန်းကပြောတဲ့ဉာဏ်၅ပါးကရှုဉာဏ် ခန္ဓာ၅ပါးကအရှုခံဉာဏ်၅ပါးကရှုညာဒီလိုဖြစ်တယ်ခန္ဓာ၅ပါးကိုသစ္စာဖွဲ့ရင်ဒုက္ခသစ္စာဉာဏ်၅ပါးကမေခသစ္စာခန္ဓာ၅ပါးကဒုက္ခသစ္စာရှုညာများကမေခသစ္စာအဲ့ဒီခန္ဓာ၅ပါးဆိုတာအလိုလိုပေါ်လာတာမဟုတ်ဘူးအကြောင်းတရားတွေကပြုပြင်လို့ပေါ်ပေါက်လာကြရတာ ခန္ဓာ၅ပါးရှိတဲ့အ ਨੇ ပထမဆုံးဖြစ်တဲ့ယူပဲ့ခန္ဓာပေါ်ပေါက်လာတာဟာကံစိတ်ဥတုအာဟာရဆိုတဲ့အကြောင်းတရား၄ရပ်ကပြုပြင်လို့ပေါ်ပေါက်လာရတာကျန်တဲ့ဝေဒနာခန္ဓာသင်္ညေခန္ဓာသင်္ခါရခန္ဓာဝိညာဉ်နဲ့ခန္ဓာဆိုတဲ့နံခန္ဓာ၄ပါးကြတော့အာယုန်နဲ့ဒွာရကပြုပြင်လို့ပေါ်ပေါက်ပြီးတော့လာကြရတာဒီတော့ခန္ဓာ၅ပါးလုံးဟာ သူများကပြုပြင်လို့ကိုကဖြစ်လာရတာဆိုတော့အပြုအပြင်ခံရတဲ့တရားတွေခန္ဓာ၅ပါးလုံးဟာအပြုအပြင်ခံရတဲ့တရားတွေဒါကိုစာလို့ပြောတော့သင်္ခါရတရားသင်္ခါရဆိုတာအပြုအပြင်ခံရတဲ့တရားလို့ဒီလိုအဓိပ္ပာယ်ရပါတယ်အခုခန္ဓာ၅ပါးလုံးဟာအပြုအပြင်ခံရတဲ့ဘက်က ပြုပြင်တတ်တဲ့အကြောင်းတရားတွေရှိတယ်အဲ့ဒီအကြောင်းတရားတွေက ပြုပြင်လိုက်လို့ပေါ်ပေါက်ပြီးတော့လာကြရတာဆိုတော့ခန္ဓာ၅ပါးလုံးဟာအပြုအပြင်ခံရတဲ့တရားဒါကိုသာလို့ပြောတော့သင်္ခါရတရားသင်္ခါရတရားသင်္ခါရဆိုတာတစ်ခါတလေကျတော့ပြုပြင်တတ်တဲ့ နေရာမှာသုံးတာအခုဒီနေရာမှာကျတော့အပြုတ်အပြင်ခံရတဲ့နေရာမှာသုံးတယ်အပြုတ်အပြင်ခံရတဲ့တရားတွေကိုသင်္ခါရတရားဒီမှာဆိုရင်ခန္ဓာ၅ပါးလုံးဟာ အပြုတ်အပြင်ခံရတဲ့တရားတွေပေါ့ကံတေဥတုအာဟာရဆိုတဲ့အကြောင်းတရား၄ပါးရဲ့အာယုံရဲ့ ద్వ ာယရဲ့ဆိုတဲ့အကြောင်းတရားတွေရဲ့အဲ့ဒီအကြောင်းတရားတွေကပြုပြင်လိုက်လို့ပေါ်ပေါက်ပြီးတော့လာကြရတဲ့တရားတွေဆိုတော့ သူများပြုပြင်လို့ ပေါ်ပေါက်လာရတဲ့တရားတွေဒါကြောင့်သင်္ခါရတရားတွေလို့ခေါ်ပါတယ်အဲ့ဒီသင်္ခါရတရားတွေဟာမမြဲကြပါဘူးအဲ့ဒီသင်္ခါရတရားခန္ဓာ၅ပါးအကုန်လုံးမမြဲကြပါဘူးအဲ့ဒါကိုမြတ်စွာဘုရားကတပ္ပိသင်္ခါရအနိစ္စလို့ဟောတော်မူပါတယ်တပ္ပိသင်္ခါရသင်္ခါရတရားတွေအကုန်လုံးအနိစ္စမမြဲကြဘူး သင်္ခါရတရားတွေအကုန်လုံးဆိုတော့ခန္ဓာ၅ပါးအကုန်လုံးမမြဲကြဘူးလို့ဘုရားကိုယ်တော်မြတ်ကြီးပြောတယ်သင်္ခါရတရားတွေအကုန်လုံးမမြဲကြဘူးလို့ဆိုပါတယ်ဒီတော့ဒီတပ်ပေသင်္ခါရအနိစ္စဆိုတဲ့စာပိုက်ကဘာပြသလဲဆိုရင်အရှုခံတရားတွေကိုဖော်ပြတာတပ်ပေသင်္ခါရသင်္ခါရတရားတွေအကုန်လုံးကွာခန္ဓာ၅ပါးအကုန်လုံး အနိတာမမြဲကြဘူးဒီစကားရက်တွေကဘာကိုပြောတယ်လဲဆိုရင်အရှုခံတရားတွေကိုပြောတာ အရှုခံတရားတွေဖော်ပြတာအရှုခံရမဲ့ဘက်ကတရားတွေဟာခန္ဓာ၅ပါးလို့ပြောတာအဲ့ဒီအရှုခံတရားတွေဟာမမြဲကြပါဘူးတဲ့ဒါပြောနေပြီသဗ္ဗိသင်္ခါရာအနိစ္စာတိယတာပညာယပတ္တိ အဲ့ဒီမမြဲတဲ့သင်္ခါရသဘောတရားတွေကိုပညာဉာဏ်ဖြင့်ရှု၏ဒီယတာပညာယပတ္တိဆိုတာကရှုဉာဏ်တရားတွေကိုဖော်ပြတာပညာယဉာဏ်ပညာဖြင့်ပညာယဝိပဿနာဉာဏ်ပညာဖြင့်ပတ္တိရှု၏ဤဤဆိုတာရှုဉာဏ်တရားတွေကိုပြောတာ အဲ့ဒီမှာကိုပဲအရှုခံတရားနဲ့ရှုညာများပထမစာပိုက်ကအရှုခံတရားတွေကိုပြောတယ်ဒုတိယစာပိုက်ကရှုညာတရားများကိုပြောတာယတာပညာယပတ္တိပညာဉာဏ်ဖြင့်စိုက်ပြီးတော့ကြည့်ပေးပါတဲ့ဉာဏ်ပညာဖြင့်အရှုခံတရားတွေပေါ်မှာစိုက်ကြည့်ပေးပါတဲ့အဲ့ဒါလိုကြည့်လိုက်တဲ့အခါမှာယတာအကျဉ်းအခါ၌ ပညာယဝိပဿနာဉာဏ်ပညာဖြင့်ပတ္တိဖြစ်ပျက်တွေကို တွေ့ဤကိုအရှုခံတရားခန္ဓာ၅ပါးအဲ့ဒီထဲကကြက်ရတပါးပါကိုရွေ့ရွေ့ပြီးတော့ဉာဏ်ပညာနဲ့ကြည့်လိုက်တဲ့အခါအဖြစ်ပျက်ကလေးတွေတွေ့လာပါလိမ့်မယ်ဒါပြောတာပတ္တိအဖြစ်ပျက်ကလေးတွေကိုတွေ့ဤသမာဓိထူထောင်ပြီးတော့ခန္ဓာပေါ်မှာပညာနဲ့သာဆိုင်ရှိနေသမ်းပါဖြစ်ပျက်ကလေးတွေကိုတွေ့လာမှာပဲ။ တိုင်းတာကြည့်နေစမ်းပါအရှုခံတရားတွေပေါ့မရှုညာကလေးများနဲ့တိုက်ပြီးတော့ဒါကြည့်နေဖြစ်ပျက်ကလေးတွေတွေ့လာမယ်ခန္ဓာကိုယ်ကြီးကမြဲမှမမြဲပဲအဲ့ဒါကိုတိုက်ပြီးတော့ကြည့်တော့မမြဲတာကိုတွေ့လာရမှာပေါ့ဉာဏ်နဲ့သာတိုက်ကြည့်နေစမ်းပါမမြဲတာတွေ့လာရမှာပဲအဲ့ဒီမမြဲတဲ့ခန္ဓာကိုယ်ပေါက်ပြန်တဲ့ခန္ဓာကိုယ်ကြီးလို့ဆိုတော့ပေါက်ပြန်တာဟာ ဘယ်လိုလဲမမြဲတဲ့သဘောတရားကလေးတွေတွေ့လာမယ်ဖောက်ပြန်တဲ့သဘောတရားကလေးတွေတွေ့လာမယ်ဆိုတာဘယ်လိုဟာလဲစိုက်တာကြည့်နေသမ်းပါခုနာကယာဒီနာကနာခုနာကကျင်းဒီနာကကြိုက်ခုနာကခဲဒီနာကညောင်းအဲ့ဒါလိုအစရှိတဲ့ပြင်ဖောက်ပြန်မှုကလေးတွေပြလာပါအဲ့ဒီပြလာတာကိုတွေ့လာရပါ ဒီကမ္မုတ်ချာတွေ့လာရမှာပဲခန္ဓာကြီးကဒီသဘောလေးတွေပြလာမှာပဲပြလာမှာပဲရှုတဲ့အခါကျတော့ခန္ဓာ၅ပါးကြီးလုံးပေါ်ကိုပြုံးပြီးရှုရမှာမဟုတ်ဘူး၅ပါးလုံးပေါ်ပြုံးပြီးရှုရမှာမဟုတ်ပါဘူးတစ်ခုခုရွေးရှုရမှာကိုယ်နဲ့ကြိုက်တဲ့ခန္ဓာရွေးရှုရမှာယုတ်နဲ့လိုက်တဲ့သူကယုတ်ယူပခန္ဓာကိုရွေးရှု ဝေဒနာနဲ့လိုက်တဲ့သူကဝေဒနာခန္ဓာရှု၊ပညာကြိုက်တဲ့သူကပညာခန္ဓာရှု၊သင်္ခါရခန္ဓာကြိုက်တဲ့သူကသင်္ခါရခန္ဓာရှု၊စိတ်ကြိုက်တဲ့သူကဝိညာဉ်နဲ့ခန္ဓာရှုအဲ့ဒါတို့တစ်ခုခုအပေါ်မှာရွေးရှုရမှာအရှုကံဘက်ကတပါးခန္ဓာ၅ပါးထဲကကြိုက်ရတပါးပါရှုဉာဏ်ဘက်ကတော့၅ပါး၅ပါးအမြဲနေမယ်သမ္မာဒိဋ္ဌိသမ္မာသင်္ကပ္ပ တမ္မာဝါယာမတမ္မာတတိတမ္မာသမာတိအဲ့ဒါလို့ယူတဲ့အခါမှာခန္ဓာကပြတာကိုမြင်လာရပါလိမ့်မယ်။ဘယ်နည်းနဲ့မဆိုမြင်လာမှာပါပဲ။ယုတ်ယူတဲ့သူကယုတ်ရဲ့ဖောက်ပြန်မှုကိုမြင်လာလိမ့်မယ်။ယုတ်တရားတွေကမမြဲပဲတဖွဲ့ဖွဲ့တတဲတဲ့အစ်အဟောင်းကြောင်းတွေဖောက်ပြန်နေတာတွေကိုတွေ့လာပါမယ်။ဒီတော့ယုတ်ယူတဲ့သူက ရုပ်ကိုမမြင်တော့ဘူးပြောင်းလဲဖောက်ပြန်တာတွေကို မြင်လာရပါမယ်ရုပ်ကိုတွေ့နေုံနဲ့တော့ပြင်ရှုရမရောက်သေးပါဘူးရုပ်ကိုမတွေ့ပဲရုပ်ရဲ့ပြောင်းလဲဖောက်ပြန်တာတွေကို တွေ့လာရမယ်ဒီအစ်င့်ရောက်မှအမှန်ပါအပြောင်းလဲဖြစ်လာတာတွေကို မြင်လာတဲ့အစ်င့်ရောက်မှခန္ဓာကိုယ်ကပြတယ်လို့ဆိုတိုင်းပါတယ် ရိုးရိုးခန္ဓာကြီးကို မြင်နေယုံနေတော့ဖြင့်ဝိပဿနာမဟုတ်သေးပါဘူး။ဒါကြောင့်ခန္ဓာ၅ပါးနဲ့ယုတ်ယူတဲ့သူကယုတ်ကိုတွေ့နေယုံနဲ့မလုံလောက်သေးဘူး။ယုတ်ရဲ့အဖြစ်အပျက်အပြောင်းအလဲပေါက်ပြန်းနေတာဒီကိုမြင်လာတဲ့အစဉ်ရောက်မှဒါခန္ဓာကကြာတာကို မြင်တယ်လို့ဆိုနိုင်ပါတယ်။အလားတူပဲဝေဒနာရှုတဲ့သူကလည်းဒီအတိုင်းပဲ။ ေဒနာတွေကိုယ်ခန္ဓာထဲမှာဒုက္ခဝေဒနာဒုက္ခဝေဒနာဥပေက္ခဝေဒနာဒီဝေဒနာတွေ့နေုံနဲ့တော့ပြင်မပြီးသေးပါဘူးဒါကတော့ပြင်တွေ့နိုင်တာပေါ့ညောင်းနေညာတဲ့ကြိုက်တဲ့ခဲတဲ့အောင့်နေအင်းတဲ့ဆိုတဲ့မတက်တာတဲ့ဒုက္ခဝေဒနာသို့မဟုတ်မညောင်းမကြိုက်မခဲဘူးဆိုတဲ့ဒုက္ခဝေဒနာဒါကမြင်လွယ်ပါတယ်ရအလေလဥပေက္ခဝေဒနာသိနိုင်ပါတယ်အဲ့ဒီဝေဒနာကိုတွေ့နေုံနဲ့တော့ပြင်ဝိပဿနာမဟုတ်သေးပါဘူး သေးသေးချာချာစိုက်ကြည့်တော့ဒီဝေဒနာတွေဟာမတည်မြဲပဲအတ္တအဟောင်းပြောင်းလဲဖောက်ပြန်ပြီးတော့နေကြတာအဲ့ဒါဒီကိုတွေ့လာရပါလိမ့်မယ်ဒါကြောင့်မို့လို့ဝေဒနာရှိတဲ့သူကလည်းပဲဝေဒနာကို မြင်နေုံနဲ့မပြီးသေးဘူးမလုံလောက်သေးဘူးဝေဒနာရဲ့အဖြစ်အပျက်တွေပြောင်းအတွဲတွေကိုမြင်လာတဲ့အချိန်ရောက်မှဒါခန္ဓာကပြတာကိုမြင်တယ်လို့ဆိုနိုင်ပါတယ်ဒီကြမှာဝိပဿနာပါဝေဒနာကိုတွေ့နေုံနဲ့ဝိပဿနာမဟုတ်သေးပါဘူး ဝေဒနာရဲ့အဖြစ်အပျက်အပြောင်းအလဲကိုမြင်လာတဲ့အခြင်းရောက်မှဝိပဿနာဒါကြောင့်ရုပ်ရှိတဲ့သူကရုပ်ရဲ့အဖြစ်အပျက်အပြောင်းအလဲတွေကိုမြင်ပါစေဝေဒနာရှိတဲ့သူကဝေဒနာရဲ့အဖြစ်အပျက်အပြောင်းအလဲတွေကိုမြင်ပါစေရှင်းသွားမယ်နောက်တစ်ခုသင်ညက်ခန္ဓာကြိုက်ရင်လည်းသင်ညက်ခန္ဓာရှိနိုင်ပါတယ်ဒီသင်ညာရှိပြန်တော့လည်းသင်ညာတွေ့နေုံနဲ့မပြီးသေးဘူးသင်ညာရဲ့အဖြစ်အပျက်အပြောင်းအလဲကိုတွေ့လာမှာ ဒီကြမှာတာဝန်ကြီးတယ်။နောက်တစ်ခုသင်္ခါရခန္ဓာရှုတဲ့သူကလည်းကြက်ရရှုသင်္ခါရသဘောတရားတွေတွေ့နေုံနဲ့ဝိပဿနာမဟုတ်သေးပါဘူး။အဲ့ဒီကိုရှုတဲ့သင်္ခါရတရားတို့ရဲ့မမြဲတဲ့အစ်အောင်ပြောင်းပဲဖောက်ပြန်နေတာကို မြင်လာတဲ့အဆင့်ရောက်မှဝိပဿနာခေါ်ပါတယ်။စိတ်ကြိုက်တဲ့သူကလည်းစိတ်ရှုပေါ့စိတ်ရှုတော့ဝိညာဉ်နဲ့ခန္ဓာခေါ်တာပေါ့။အဲ့ဒီစိတ်ယူတဲ့သူကလည်းပဲစိတ်ကို တွေ့နေုံနဲ့တော့ဝိပဿနာမခေါ်ပါဘူး။ ဥပမာလောဘစိတ်ဒေါသစိတ်မောဟစိတ်မာနစိတ်အိတ်တာစိတ်မစ္စရိယစိတ်ဒီသဘောကလေးတွေသိနေုံနဲ့တော့ဖြင့်ဝိပဿနာအဖြစ်မရောက်သေးပါဘူးစိတ်ကိုတွေ့နေုံနဲ့တော့ဖြင့်မပြီးသေးပါဘူးအဲ့ဒါတွေကရှုစရာကို တွေ့နေုံပဲရှိပါသေးတယ်မလုံလောက်သေးပါဘူးဘယ်အချင်းရောက်မှလဲစိတ်ရဲ့အဖြစ်အပျက်အပြောင်းအလွှဲပေါက်ပြန်းနေတာဒီကို မြင်လာတဲ့အချင်းရောက်မှာ ิปัตตนาဖြစ်ပါတယ်ခန္ဓာကပြတာကိုမြင်တယ်လို့ဆိုနိုင်ပါတယ်ဒါကိုပေါင်းပြောမယ်ဆိုရင်ခန္ဓာ၅ပါးကအရှုခံတရားအဲ့ဒီခန္ဓာ၅ပါးကြီးကိုတွေ့နေုံနဲ့မပြီးသေးဘူးခန္ဓာ၅ပါးရဲ့အဖြစ်အပျက်အကြောင်းလွဲကိုတွေ့လာတဲ့အခြင်းရောက်မှဝိပัตตนาခေါ်တာပါဒါကြောင့်အပြောင်းအလဲအဖောက်ပြန်ကလေးတွေကိုမြင်သိတဲ့အောင်ရှုရမှာအဲ့ဒါလို့အရှုခံတရားသင်္ခါရများကို ှုညာများနဲ့ရှုတဲ့အခါမှာတခါတလေအရှုခံတရားတွေကမထင်ရှားဘူးဖြစ်နေပါလိမ့်မယ်။အဲ့ဒါလို့အရှုခံတရားတွေကပြတာကိုထင်ထင်ရှားရှားညံတဲ့မတွေ့ဘူးဖြစ်နေလို့ရှိရင်ဘာလုပ်မလဲ။မူလအိမ်တွေကိုပဲပြန်ကပ်ပြီးတော့အာနာပါနလုပ်နေပါတဲ့။ ဝင်လေသည်ထွက်လေသည်ခန္ဓာကြီးကတော့ပြတော့ပြနေတာပဲပြပေမဲ့လို့ထင်းထင်းရှားရှားညာနဲ့မတွေ့ဘူးဆိုလို့ရှိရဲ့သမာဓိပြန်ထူထောင်တဲ့အနေနဲ့မူလအိမ်တယ်အဲဝင်လေဖြစ်အောင်စိတ်တဲ့ဝင်လေ ဖြစ်အောင်လုပ်တဲ့စိတ်ထွက်လေဖြစ်အောင်လုပ်တဲ့စိတ်ဒါကိုပဲပြန်ပြီးတော့ကြည်အာနာပါနာပြန်လုပ်နေဝင်လေသည်ထွက်လေသည်မူလနေရာပဲပြန်ထိုင်အလုပ်လုပ် အဲ့ဒါလိုလှုပ်လိုက်တဲ့အခါစိတ်ကလေးတွေငြိမ်းပြီးတမာရီတီလာမှာပေါ့တမာရီတီလာလို့ရှိရင်ဉာဏ်ဝင်လာပြီဝင်လာရင်အဲ့ဒီဉာဏ်နဲ့ငြိမ်းပြီမမြင်တဲ့အခါမမြင်တဲ့အခါမှာခန္ဓာကိုယ်ကဒီနေ့ရှားရှားပြတဲ့အခါပြလို့မမြင်တဲ့အခါမျိုးမှာအခုလိုအိမ်တယ်ပြန်ပြန်ကပ်ရမှာပြပြီဆိုရင်တော့အဲ့ဒီပြတဲ့ဥစ္စာကိုဉာဏ်နဲ့ကြည့်ယတအကျင့်အခါ၌ယတ အကျဉ်ခန္ဓာကိုယ်ကအနိစ္စပြတဲ့အခါ၌ပညာယဝိပဿနာဉာဏ်ပညာဖြင့်ပတ္တိမလွတ်အောင်ကြည်ပေမိအောင်ဖန်ပေရှုပေအဲ့ဒါလိုပညာနဲ့အကျဉ်ဖန်များစွာ ကြည်ကြရမှာအရှုခံတရားပေါ်မှာရှုဉာဏ်များနဲ့ကျဉ်ဖန်များစွာကြည်ရပါဘယ်လောက်ကြာအောင်ကြည်ရမလဲလို့ဆိုတော့ အထနိဗ္ဗိတတိဒုက္ခေတဲ့ညင်းငွေလာသည့်တဲ့အောင်ကြည့်ပြရမယ်အထနိဗ္ဗိတတိဒုက္ခေသူ့အစဉ်ကလေးတိုင်ပြထားတာညင်းငွေလာသည့်တဲ့အောင်ကြည်ဖန်များစွာအရှုခံတရားတွေပေါ်မှာရှုညာများနဲ့ကြည်ပြပါအထထို့သို့ကြည်ဖန်များစွာ ရှုသောအခါတွင်ဒုက္ခေသင်္ခါရတရားမမြဲတဲ့ဒုက္ခသစ္စာတရားတွေအပေါ်၌ နိဗ္ဗိတတိညီငွေလာတော့ဤဖြစ်ပြက်တွေကို ရှုပါများပြီးတော့လာလို့ရှိရင်ညီငွေလာပါမယ်တဲ့ဒါဖြစ်စဉ်ကလေးကိုပြတာပဲစောစောပိုင်းမှာဖြစ်ပြက်မြင်အောင်ရှုရမယ်အလယ်ပိုင်းကျတော့ဖြစ်ပြက်တွေမုံလာရမယ်မုံလာအောင်ရှုရမယ်လို့အစဉ်ကလေးပြတာပဲတရားရှိတဲ့ပုဂ္ဂိုလ်တွေဖြစ်လာရမယ့်အစီအစဉ်ကလေးကိုဘုရားကိုယ်တော်မြတ်ကြီးကဟောမိန်တာပဲ။ ရင်းငွေလာတိတိုင်အောင်ရှုပါရင်းငွေတယ်ဆိုတာစိတ်ပြတာမဟုတ်ပါဘူးတဲ့စိတ်ညစ်တာလည်းမဟုတ်ပါဘူးစိတ်ကကြီးကြီးလင်းလင်းပါပဲတဲ့ဟိုတုန်းကတော့နားမလည်ခင်တုန်းကဒီယုတ်ဒီနံတွေအပေါ်မှာတွေ့တာခဲ့တယ်ခင်မင်ခဲ့တယ်မင်မောခဲ့တယ်အခုတော့ဉာဏ်နဲ့ကြည့်လို့အဖြစ်အပျက်တွေကြည့်မြင်လာတဲ့အခါကျတော့တွေ့တာစရာမဟုတ်ပါပဲကလား ခင်မင်းစရာမဟုတ်ပါပဲကလားမျက်နှုတ်စရာမဟုတ်ပါပဲကလားလို့သိတာလားဖြစ်ပျက်တွေပဲလက်သတ်တော်တွေ့တာစရာမဟုတ်ပါပဲကလားအမှန်တိုင်းသိလာတော့ဖြစ်ပျက်တွေပဲယုံ난တွေကဖြစ်ပျက်တွေပဲပြောင်းလဲနေတာပဲအဲ့ဒါလို့အမှန်တိုင်းသိလာလို့ညင်းငွေလာတာတွေ့တာစရာမဟုတ်ပါပဲကလားလို့သိလာတာဒါဟာဉာဏ်ကြီးကြီးလင်းလင်းနဲ့သိတာတာပါပဲအဲ့ဒါလို့ ညင်းငွေလာတဲ့အချိန်ရောက်အောင်ရှုပါညင်းငွေလာလည်းပဲဆက်ရှုညင်းငွေလာလည်းဆက်ရှုပို့၍ကောင်းလာတဲ့အချိန်မြင်လာတဲ့အဲ့လိုနဲ့ဘဲတန်တန်နဲ့ဆက်ရှုဆက်ရှုဆက်ရှုရှုပါများလာတော့တဖြည်းဖြည်းညံအားကောင်းလာမယ်ညံတွေရင့်လာပါမယ်ဘဲတန်တန်နဲ့သာဆက်ရှုပါအဲ့လိုရှုလာတဲ့အခါမှာညံတွေရင့်တန်လာပါလိမ့်မယ်တဖြည်းဖြည်းမက်အစ်ရဖို့နီးကပ်လာပါလိမ့်မယ် ဒီလိုလုပ်နေတာဟာမဲ့အစ်စ်အမှန်ရဖို့အတွက်လမ်းမှန်ပဲဣဒမေဂောဝိတုတ္တိယတဲ့ဣဒဣတော်ဤလမ်းစဉ်သည်ဝိတုတ္တိယကိလေသာစင်ကြဲတဲ့နိဗ္ဗာန်ကိုရဖို့အကျိုးမှာမေဂောလမ်းဖြောင်းလမ်းမှန်ပေသည်ဒီလမ်းစဉ်ဟာမဲ့အစ်စ်ရဖို့အတွက်လမ်းမှန်ပါပဲတဲ့နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်တဲ့ မက်ကောလမ်းမှန်ပြီပဲနိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်တဲ့မက်စ်ပေါ်လာနိုင်တယ်တဲ့လောကုတ္တရာမက်ပေါ်လာနိုင်တယ်လို့ပြောတာပေါ့စောစောတုန်းကဖြစ်ပျက်တွေးမြင်ဖြစ်ပျက်တွေးမုံဆိုတော့ကလောကီမက်အဲ့ဒီလောကီမက်ကိုအထထဖမ်းမှာအခုလို့ပွားနေတာဟာမက်စ်ပေါ်လာဖို့ရာမက်ကောလမ်းဖြောင်းလမ်းမှန်ပဲ ဲ့ဒါလိုရင့်ကျက်လာမြင့်တက်လာလဲဆက်ရှုဆက်ရှုနောက်တော့တဖြည်းဖြည်းညာဟာကျင့်တန်ကျင့်တန်ပြီးတော့ message ဆိုတာဝင်လာပြီးတော့နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်တဲ့အဆင့်ရောက်လာပါမယ်တဲ့ဒီမှာဒီနေရာမျိုးမှာမိလိန်တာမင်းကြီးကမေးလို့အရှင်နာဂတိန်ကဖြေကြားထားတဲ့အခန်းကလေးတစ်ခုရှိပါတယ် မိလိန်တိုင်းမင်းကြီးကတရားအလုပ်အထုတ်တဲ့ပုဂ္ဂိုလ်ကြီးဘယ်လိုမက်ဝင်လာတယ်လဲဘုရားဘယ်လိုကူးပြောင်းသွားတာလဲဘုရားဆိုတာနဲ့ပတ်သက်ပြီးတော့ယဟန္တာအရှင်မြတ်အရှင်နာဂသိမထီကဖြေကြပါတယ်ဘယ်နဲ့ဖြေကြထားတုံးဆိုတော့တတတံစိတ်တံအပရာပရံမနတိကရောတောဥပါဒံအတိတ်ကမိတ်တဝါအနုပါဒံအောက်ကမတိ အပရာပရံတပြောင်းပြန်ပြန်ဝါအဖန်ပန်အထထမနတိကရောတော်နှလုံးသွင်းသောယောတတ္တထူယောဂီပုဂ္ဂိုလ်ဤတံစိတ်တံထူစိတ်ပြီဝါထူစိတ်နှင့်ရှင်တဲ့ဉာဏ်ပညာသည်ဥပါဒံအတိတ်ကမိတ်တွာ အဖြစ်ကိုကြောလွန်၍အနုပါဒံအောက်ကမတိမဖြစ်မပြတ်တဲ့နေဘက်သို့တက်ဝင်သွားတော်၏ စောစောပိုင်းမှာယောဂီပုဂ္ဂိုလ်ဟာကိုရှုနေတဲ့အရှုခံတရားပေါ်မှာအဖြစ်အပျက်တွေမြင်နေတယ်။အဖြစ်အပျက်တွေကို ကိုဉဏ်နဲ့မြင်ပြီးတော့နေတယ်။ဉာဏ်ကလောကီမကင်၅ပါးဒါနဲ့မြင်နေတယ်။နောက်ဆက်ရှုပြန်တော့အဖြစ်အပျက်တွေမုံလာတယ်။ဒါလည်း၅ပါးပဲ။ဉာဏ်၅ပါးနဲ့မကင်၅ပါးနဲ့မြင်နေခြင်းပဲမုံနေခြင်းပဲဆက်ရှုဆက်ရှုဆက်ရှုရှုပါများလာတဲ့ခါကျတော့ နောက်ဆုံးဥပါဒံအတိတ်ကမိတ်တွာ ဖြတ်ခနဲ့အဖြစ်အပျက်တွေမြင်းနေရာက အဖြစ်အပျက်တွေကိုကြော်လွန်ပြီးတော့အနုပါဒံအောက်ကမတိမဖြစ်မပျက်တဲ့ဘက်ကိုတက်ဝင်သွားတယ်မဖြစ်မပျက်တဲ့ဘက်ကိုညာကလှဲ့သွားတယ်ဒီလိုအရှင်နာဂတိမတိမြတ်ကဖြေကြပါတယ် မဖြစ်မပြတ်တဲ့ဘက်ကိုညာကတက်ဝင်သွားပါတယ်လှည့်သွားပါတယ်အစတုန်းကတော့အဖြစ်ပြက်တွေဘက်ကိုညာကမြင်နေတာလှည့်နေတာဖြတ်ခနဲ့ညာကယဉ်လာတော့ဒီညာဟာမဖြစ်မပြတ်တဲ့ဘက်ကိုလဲသွားတယ်ဒီတော့ခန္ဓာကိုယ်ကြီးဘေးကနေကြည့်ရင်တော့ငုတ်တုတ်ကြီးထိုင်နေတာမြင်နေရတာပဲ ုတ်တို့ကြီးရှိနေတယ်ခန္ဓာကြီးမှာရှိနေလို့ရှိရင်စက်ကမလားမိနစ်မလားတလဇာသူ့ဟာသူဖြစ်ပြနေမဲ့သူကလည်းဖြစ်ပြနေမှာပဲအဲ့ဒီဖြစ်ပြနေတာကိုစောစောပိုင်းတော့သူ့ညာအားရှိသလောက်ဒီလောက်ပဲမြင်ရတာဆိုတော့ဒီအဖြစ်ပြတွေကိုညာနဲ့မြင်နေပါတဲ့မကင်၅ပါးနဲ့မြင်နေပါတယ်အဲ့လိုမြင်နေရင်မြင်နေရင်ကနောက်ဆုံးဖြတ်ခနဲ့ဖြစ်ပြတွေ အဖြစ်အပျက်တွေကိုမမြင်တော့ဘူးသူ့ကိုတွန်းခွာလိုက်သလို ဖြစ်ပြီးတော့ ညာကမဖြစ်မပြတ်တာအတွက်ကိုလဲနေတယ်မဖြစ်မပြတ်တာနဲ့တဲနေပါတယ်တဲ့ဖြစ်တာကတော့သူကသူဖြစ်ပြက်နေမှာပဲဒီကနေကြည့်ဟိုမှာငုတ်တုတ်ကြီးထိုင်နေတာခန္ဓာရှိတယ်ခန္ဓာကြီးတစ်ခုလုံးပျောက်သွားတာမဟုတ်ဘူး အဲ့ဒီခန္ဓာကြီးမှာရှိရင်သူကသူစက္ကံမလားမိနစ်မလားလက်စားဖြစ်ပြနေမှာပဲသို့တော့ညာကအဲ့ဒီဘက်ကိုမလှည့်ဘူးအဲ့ဒီဘက်ကိုအာယုံမပြုဘူးမဖြစ်မပြတ်တဲ့ဘက်ကိုလှည့်ပြီးတော့မဖြစ်မပြတ်တာဘက်ကိုအာယုံပြုနေတယ်တဲ့အဲ့ဒီမဖြစ်မပြတ်တာဆိုတာဘာလဲစိတ်ကြည့်တော့និရောဓသစ္စာစောစောတုန်းကဖြစ်ပြနေတာကဒုက္ခသစ္စာ အခုမဖြစ်မပြတ်ပဲ နေတဲ့သဘောကနိရောဓသစ္စာအဲ့ဒါပဲကိုညာကလက်နေတယ်ဒီတော့ညာဟာနိရောဓသစ္စာနဲ့တည့်နေတယ်လို့ပြောရပါဘူးနိရောဓသစ္စာကအဲသူကအဲအာယုအဲ့ဒီပဲတည့်ပြီးတော့နေတဲ့ညာကအာရမဏိကခေါ်တာပေါ့အဲ အဖြစ်အပျက်တွေရှိပြီမယ်လို့အဖြစ်အပျက်တွေဒုက္ခသစ္စာဘက်ကိုညာကမလှဲ့ဘူးမဖြစ်မပျက်တဲ့နေရောဒသစ္စာဘက်ကိုညာကလှဲ့နေတယ်ဒီခါကျတော့ညာက၅ပါးတယ်မကတော့ဘူး၈ပါးသမ္မာဝါစာသမ္မာကမ္မန္တသမ္မာအာဇီဝသီလမဲ့ခင်၃ပါးပါဝင်လာပြီးတော့၈ပါးအဲ့ဒီ၈ပါးနဲ့မဖြစ်မပျက်တာနဲ့တည်တယ်သောသောတို့က၅ပါးနဲ့ဖြစ်တာပျက်တာနဲ့တည်တယ် ဖြစ်တာပြတာဖြစ်တဲ့ပြတဲ့ဒုက္ခသစ္စာနဲ့လောကီမကင်၅ပါးနဲ့တဲ့တယ်အခုမဖြစ်မပြတဲ့နိရောဓသစ္စာနဲ့လောကုတ္တမကင်၈ပါးနဲ့တဲ့ပါတယ်အဲ့ဒါလို့တဲ့သွားခြင်းတဲ့အရှင်နာဂတိမတိမြတ်ကဖြေကြပါတယ် အဲ့ဒါလိုပထမဆုံးတစ်ချိန်မဖြစ်မပျက်တာကိုမြင်လိုက်တာမဲ့ညာဖြစ်မြင်ခြင်းပဲမဲ့ညာပြီးလို့ရှိရင်ဖူညာဆိုပြီးတော့မဲ့ပြီးဖူဆက်လာပြီးတော့ပထမဆုံးတစ်ချိန်အဲ့ဒီမဲ့ဖူတို့ဖြင့်မဖြစ်မပျက်တဲ့နိဗ္ဗာန်ကိုမျက်မှောက်ပြုလိုက်တာဟာသောတာပန်ဖြစ်သွားခြင်းပဲအယံဝုစတိမဟာရာဇာနိဗ္ဗာန်တသိကရောတိတိနိဗ္ဗာန်ကို မျက်မှောက်ပြုတယ်ဆိုတာဒါပဲမင်းကြီးလို့ဒီလိုဖြည့်ရှင်းပြပါတယ် ဒီတော့ကိုယ်အလုတ်ကိုလုံယုံပဲသူ့တဘာဝကရင်ကျဲ့ရင်လာမှာကိုယ်တာဝန်ကအရှုခံတရားတစ်ခုခုပေါ်မှာကိုယ်ရှုညာများနဲ့ရှုနေုံပဲရှုနေလို့ရှိရင်အဖြစ်အပျက်တွေမြင်လာမယ်ပထမပိုင်းအနေနဲ့ဒီလိုဆိုရင်ဝင်းတာပါတော့လက်ကမောင်းခတ်တော့ ဖြစ်ပျက်တွေ့မြင်လာလမ်းမှာကြောက်ပြီးလမ်းပေါ်ရောက်ပြီးမှန်ပြီးရှစ်ဆက်ကြိုးစားဖြစ်ပျက်တွေ့မြင်လက်ဆက်ကြိုးစားကြိုးစားကြိုးစားပါများလာတော့အလေပိုင်းအနေနဲ့ဖြစ်ပျက်တွေ့အပေါ်မှာမုံလာပါလိမ့်မယ်မုံလာလက်ဆက်ရှုဆက်ရှုဆက်ရှုရှုရင်ရှုနေနောက်ဆုံးကြတော့ညာအကောင်းပြီးတော့ဖြစ်ပျက်ဆုံးသွားတာကိုမြင်ပါလိမ့်မယ် အဖြစ်အပျက်တွေကိုကြော်လွှား၍ဥပါဒံအတိတ်ကမိတ်တွာအဖြစ်အပျက်တွေကိုကြော်လွှား၍အနုပါဒံအောက်ကမတိမဖြစ်မပျက်တဲ့နေသေးသို့တက်ဝင်သွားတော်၏ညာငါအဖြစ်အပျက်တွေကိုတွန်းခွာပြီးတော့မဖြစ်မပျက်တဲ့ဘက်ကိုညာငါလှည့်သွားတယ်ဒီလိုဆိုပါတယ်ဒါဟာနိဗ္ဗာန်ကိုမျက်ပေါက်ပြုခြင်းပဲမဖြစ်မပျက်တဲ့နိဗ္ဗာန်တတ်ကို မဲ့ညာဖြင့်လောကုတ္တရာမဲ့ညာဖြင့် မျက်ပေါက်ပြုခြင်းပဲလို့ဒီလိုဖြည့်ရှင်းပြပါတယ်ဒါလမ်းစဉ်ပဲဒီအစဉ်တိုင်းဖြစ်လာပါဒါကြောင့်ကိုယ်စီကိုယ်ကဒီအစဉ်တိုင်းအောင်မြင်ကြသည့်တိုင်အောင်ကြိုးစားကြပါလို့တိုက်တွန်းပါတယ်